ကြောက်တော့မျိုးကိုပြစ်မှတ်ထားပြီးစစ်ကောင်စီက၂ရက်တာဘုံကျဲတိုက်ခိုက်ခဲ့လို့တေဆုံးသူအရတား၈ယောက်အထိရှိခဲ့ပြီးဒဏ်ရာရရှိသူ၁၄ယောက်ရှိတယ်လို့အရခတက်တော် AA ရဲ့သတင်းနဲ့ပြန်ကြားရေးက အသေးစိတ်အချက်လက်တွေနဲ့အတူမနေ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ကြောက်တော်မျိုးကို၂ရက်ဆက်တိုက်၄ချောင်းကနေဘုံကျဲတိုက်ခိုက်မှုဖြစ်စဉ်အတွင်းအရတားပြည်သူ၈ယောက်သေဆုံးခဲ့ပြီးဒဏ်ရာရရှိသူစုစုပေါင်း၁၄ယောက်အထိရှိလာခဲ့တာဖြစ်ပါတယ်။ ကြောက်တော့မြို့နယ်ရေသေးတောင်မြို့နယ်တွေကိုစစ်ကောင်စီက၃ရက်ဆက်တိုက်ပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်စုစုပေါင်းဒေသခံ20သေဆုံးပြီး38ယောက်ထိ ထိခိုက်ဒဏ်ရာရရှိသွားခဲ့ပါတယ်။အသက်ဆုံးရှုံးသွားရတဲ့မိဘပြည်သူလူထုတွေမိသားစုတွေဆွေမျိုးတွေနဲ့ထပ်တူဝမ်းနေရတယ်လို့လည်းအေအေကဆိုပါတယ်။အပြစ်မဲ့အရသာအရခပြည်သူတွေကိုအစုလိုက်အပြုံလိုက်တက်ဖြတ်ကစစ်ရဆွဲမှုတွေကိုနိုင်ငံအနှံ့နေစဉ်ရက်ဆက်ကျူးလွန်နေတဲ့စစ်ကောင်စီရဲ့ စစ်ရာဇဝဲမှုတွေနဲ့လူသားမျိုးနွယ်အပေါ်ပြစ်မှုကျူးလွန်နေတာတွေကိုပြင်းထန်စွာရှုတ်ချပြီးသက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းတွေစီကိုပေးပို့သွားမယ်လို့လည်း AA ကထုတ်ပြန်ထားပါတယ်